ရုပ်ပါလေရှုံးဝဲရဲ့နောက်ဆက်တွဲအဖြစ်ဝန်ထမ်းတွေအကြောကိုအလုပ်ထုတ်ပယ်တော့မယ့်အတိုင်းချက်ပရိသတ်မန်လုံးမိတော်များမက်ချစ်တာဖော့စ်ကလည်းအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မက်ချစ်တာနဲ့တဲ့အတင်းကတော့ရုပ်ပါလေပိုလူပွဲမှာစပါးအတင်းကိုရှုံးလင်းခဲ့ပြီးတဲ့နောက်မှာပင်အတင်းရဲ့ဝန်ထမ်းတွေကိုထုတ်ပယ်မယ့်လုပ်ငန်းစဉ်တွေကိုစတင်လည်ပတ်သွားဖို့ရှိနေပါရင်အတင်းရဲ့ဝန်ထမ်းနဲ့အကြောအလုပ်ထုတ်ခံရဖို့ရေးဝေါ်ခြင်းတွေကိုကြားရောက်နေပြီးတော့အတင်းဘက်ကဒီတစ်ပတ်ထဲမှာပဲထုတ်ပယ်ခဲ့ရမယ့်ဝန်ထမ်းတွေကိုအတိပေးမှုတွေပြုလုပ်သွားမှာပါ ဒီလိုက်တာစပါးအသင်းကိုရောပါလိပေါ်လူပွဲမှာတကောကောမရှိနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်ကလပ်အသင်းရဲ့လူကြီးပိုင်းတွေကငွေကြေးကုန်ကြမှုဈေးတွေကိုစတင်ဖျက်ထားဖို့လှုပ်လာခဲ့တာပါ။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ CEO ဖြစ်သူအိုမာပါရီတာကလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကသူတို့အနေနဲ့ကလပ်အသင်းကိုအမြဲအစေမဲ့အရွေးတစ်ခုကိုပြုလုပ်နေတာမို့လို့ဝန်ထမ်းတွေကိုထုတ်ပယ်သွားဖို့မဲ့အစီအစဉ်ရှိတယ်လို့အတီးပေးပြောကြားခဲ့ပါသေးတယ်။ယူနိုက်တက်ကပြီးခဲ့တဲ့နှစ်ကလည်းကလပ်အသင်းရဲ့ဝန်ထမ်းပေါင်း250ကိုထုတ်ပယ်ထားခဲ့တာဖြစ်ပါတယ်။ United ကတော့ဒီဟာဒီမှာ Queen and Queen ပြဿနာလေးတွေတော်တော်များနေခဲ့တာပါအသင်းက Premier League မှာအဆင့်16ရောက်ရှိနေခဲ့တယ်လို့ Yoba League ဘောလုံးပွဲမှာလည်း Sporting ကိုရှုံးနေပြီးတော့ Flamengo ရာသီတစ်ခုကိုကြုံတွေ့ထားခဲ့ရပါတယ်။ United ရဲ့နေပြားနဲ့အစားမတွေကြားမှာလည်းပြဿနာတွေတော်တော်လေးများနေခဲ့ပြီးတော့အသင်းကရုန်းကန်နေခဲ့ရပါ။ Queen's Sun ဆောင်ရည်တွေကြာဆင်းနေတဲ့အပြင်အသင်းဘက်ကလည်းဝန်ထမ်းတွေကိုပါထုတ်ပယ်ဖို့လှုံ့ဆော်လာခဲ့ရပါ။နောက်မဲ့နေရာသီအပြောင်းရှိမှာလည်းအသင်းအနေနဲ့ထိတ်တန်းကစားသမားတွေကိုမွေကြေးသုံးပြီးခေါ်ယူနိုင်မယ့်အနေထားမှာရှိမနေခဲ့ပါဘူး။ ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစေဝင်စားဝယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ